အနေနဲ့အကြံပတ်အားပေးပြည်ပြေများနဲ့ပူပေါင်းပြီးတော့အွန်လိုင်းကနေတက်စင်ငွေကြေးလိမ်လည်ခြင်းဟုတ်ရဲ့ဒီနေ့နေ့လိမ်ပေးနေရနော်သူတို့အပအဆောင်မဲလုံးကလိမ်ခိုင်းတာတွေကုန်လုံး ဗမော်ဖြစ်စင်ပါဗောနော်ဗမော်စားက27ဖြစ်စင်ပါ drone နဲ့ဒါရဲရင်ရဲ့ main router ကိုဝင်တိုက်သွားလဲဟာဗောနော်အဲဥစ္စာကိုလည်းဒါအလုံးတိပြီးဖြစ်လိမ့်မှာဗောနော်အကြအဲ့လိုပုံစံမျိုးလုံနိုင်ခဲ့တဲ့ဖြစ်စဉ်တော့မှရှိနေပြီဗျာပြီးတော့မကြသေးခင်ကမှဒါချစ်တဲ့နဲ့ကတင်ထားတဲ့ဗီဒီယိုတစ်ခုမှလည်းဒီ FVP ပုံစံမောင်းနေတဲ့ပုံစံမျိုးတွေလည်းတွေ့ရတာရှိနေမယ်ပေါ့နော်အဲ့ဒါကြတော့ဘာလို့မဖြစ်နိုင်အောင်လဲမျိုးတွေအားလုံးပဲငလင်မေးရေပေးနေမေးပေးဒီမှာအများဆုံးကင်းဝေးကြပါစေဆူတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကြက် Revolution Channel ကြီးပြန်လည်ကြိုးစားပါတယ်ဗီဒီယိုလေး reaction မလို့ topic မှာတော့ယနေ့ ဝန်လာ3ရက်နေ့အင်္ဂါနေ့ရက်မနက်ပိုင်းအထိနောက်ဆုံးရရှိသတင်းချို့ကိုအချင်းချုပ်ဖော်ပြပေးသွားမှာဖြစ်တဲ့အတွက်ဒေါ်လာမျိုးတွေအားလုံးပဲအဆုံးသတ်ရှိပေးဖို့ဒီနေရာကနေပြီးတော့တက်မှန်တောင်းဆိုလိုက်ပါရစေ။ Brown Zone နေနဲ့ကတော့စစ်ကောင်းဆောင်မြေက၎င်းတို့ရဲ့ကုကျူးစီးပွားအတွက်နိုင်ငံတော်အာဏာကိုမတရားသဖြင့်အတင်းအမာတည်ယူထားဒီမှာဒီနေ့မှာဆိုရင်တော့1584ရက်ရှိပြီပါတယ်။မနိုင်ငံတော်ကစစ်ကောင်းစီကတရက်တာအတွင်းစစ်ခွေးတည်ဆုံမှုစီးရင်မှာတော့သခိုင်းတိုင်းတန့်စင်မျိုးနယ်မှာတော့၈ကောင်း၊သခိုင်းတိုင်းမုံရွာမျိုးနယ်မှာ၂ကောင်း ဂိုင်းတိုင်းစကိုင်းမြို့နယ်မှာနှစ်ကောင်နဲ့တော်လိုင်းရဲဘော်တူခဲ့ရတော့ကြာဆုံးခဲ့ရပါတယ်။အကွေးတိုင်းခုတ်ကူမြို့နယ်မှာလေးကောင်၊တင်တိုင်းတိုင်းခမောက်ကြီးမြို့မှာတော့နှစ်ဦးလင်းဝင်ရောက်ခဲ့ပြီးအကိုးတိုင်းအုပ်ဖို့မြို့နယ်မှာတကောင်တီးတီးသေဆုံးခဲ့ကြောင်းသိရပါတယ်။ နောက်ထပ်သတင်းပုံနေနဲ့ကတော့ပန်ဆယ်လိုအရင်ဇိုနီလာထေးချမ်းမြတ်မြတော်နဲ့အွန်လိုင်းကြီးမှာပါဝင်နေတဲ့နာမည်ကြီးပုဂ္ဂိုလ်ရဲ့အွန်လိုင်းမှာရောင်းချနေသည့်ပစ္စည်းများကိုဝယ်ယူခြင်းနဲ့ပြန်ပြူးခြင်းများလှုပ်ဆောင်နေသူများကိုအကြမ်းဖက်ဥပဒေဖြင့်တရားစွဲမယ်လို့စစ်ကောင်စီကချိန်ချောက်ပြီးတော့ပြောဆိုလိုက်ဖြစ်ပါတယ်။ဟိုကဲ့သို့ချိန်ချောက်မှုကိုစစ်ကောင်စီလက်အောက်ခံ MRTV သတင်းဌာနကနေပြီးတော့ထုတ်လင်းသွားတာဖြစ်ပြီးတော့ MRTV သတင်းဌာနရဲ့ကြေညာမှုမှာပန်ဆယ်လိုအရင်ရွှေနဒီဇိုနီလာထေးအောင်တော်ခိုင်စုလွင်တနင်္လာနေ့ ချမ်းမြတော်တို့ရဲ့အကောင့်များဖြင့်ချိတ်ဆက်ပြီးအွန်လန်းပစ္စည်းများဝယ်ယူခြင်းအစဉ်ခံပြန်လည်ရောင်းချခြင်းနှင့်ယခုကဲ့သို့ဆောင်ရွက်နိုင်ရေးကူညီလှုပ်ဆောင်နေသူများကိုအကြံပတ်ဥပဒေဖြင့်အရေးယူမည်လို့စစ်ကောင်စီကထိန်းချုပ်ထားတာကိုတွေ့ရှိရပါတယ်။အနည်းငယ်အကြံပတ်အားပေးပြည်ပြည်များနဲ့ပူးပေါင်းပြီးတော့အွန်လိုင်းကနေတက်စင်ငွေကြေးလိမ်လည်ခြင်း။ဟုတ်ရဲ့ဒီနေ့နေ့လိမ်ပေးနေရနော်။တို့အပအဆောင်မဲလုံးကလိမ်ခိုင်းတာတွေကုန်လုံး။ရမဝင်စီးပွားရေးလုပ်ငန်းများလုံခြုံရေးပြုလုပ်လျက်ရှိကြောင်းတရင်ရရှိတဲ့အတွက်လုံခြုံရေး ဖွဲ့စည်းများမှဖော်ထုတ်ဖန်ဆီးနိုင်ရေးဆောင်ရွက်လျက်ရှိပါသည်။အဲ့လိုဆောင်ရွက်ခဲ့ရာ AB လ73ရက်နေ့မှာမန္တလေးတိုင်းဒေသကြီးချမ်းရည်သာဇံမြို့နေအောင်နှံရိတ်သာအရှိရက်ကွန်းနေ Treasure Net Online Shop လုပ်ငန်းလုပ်ကိုင်သူဖြူဖြူနေအားလက်ကောင်မေလ10ရက်နေ့မှာရန်ကုန်တိုင်းဒေသကြီးတကုံမြို့တိတောင်ပိုင်းမြို့နေ54ရက်ကွန်းနေဖုံမြင့်အောင်အားလက်ကောင်ဖန်ဆီးရမိခဲ့ကြောင်းသိရပါသည်။ ဖန်စီရမိတရားခံများအားစီစစ်ဖော်ထုတ်ချက်များအရ၎င်းတို့နှစ်ဦးဟာနိုင်ငံဝန်တန်းများ DCS လှုပ်ရှားမှုမှာပါဝင်ရန်လှုံ့ဆော်ခြင်းနိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကိုပြက်ပြားစေရန်နှင့်စူပူအောင်ကြောမှုဖြစ်စေရန်ဆိုရှယ်မီဒီယာများကနေတက်စင် posting ရေးသားခြင်းတို့ကြောင့်ရာဇသက်ကြီးပုံမှာ905ကကြီးနဲ့အမှုဖွင့်လှစ်ခံခဲ့ရပြီးပြည်ပသို့ထွက်ပြေးတိမ်းဆောင်လျက်ရှိတဲ့ ချမ်းမြငိန်ခေါ်ချမ်းချမ်းအစိုးရရဲ့ခိုင်းစီချက်အရအဲ့ဒီပြည်ပမှာတရားမဝင်တင်ပို့လိုက်တဲ့နိုင်ငံသားဖြစ်ပစ္စည်းများအခကြေးငွေနဲ့ထက်ဆင့်ပြန်ဝေရောင်းချခြင်းဝေကြီးကောက်ခံပေးခြင်းနဲ့ချမ်းမြငိန်ခေါ်ချမ်းချမ်းပြဖို့စီလိုတဲ့အကြံပန့်အဖွဲ့အစည်းများအောင်ငွေကြီးထောက်ပံ့ပေးခြင်းများဆောင်ရွက်ရတဲ့သူများဖြစ်ကြောင်းသိရပါဗျ ဒါကြောင့်ဖန်စီရမိတရားခမ်းများဖြစ်တဲ့ဖြူဖြူနှင်းနဲ့ဖုံမြင့်အောင်တို့အားဥပဒေနဲ့အညီထီအောင်စွာအေးအေးယူနိုင်ဆောင်ရွက်လျက်ရှိပါသည်။အလားတူ NUG PDF အကြံဘက်အဖွဲ့အစည်းများအောင်ထောက်ပံ့မှုပြုလုပ်နိုင်ရန်လူမှုကွန်ရက်များပေါ်မှာတရားမဝင်ဈေးရောင်းချနေတဲ့ပန်စေလိုအကောင့်ပိုင်ရှင်အိမ်ဘိုးဦး Matt Iron အကောင့်ပိုင်ရှင် Iron ရွှေနတီအကောက်ပိုင်ရှင်တင်တင်တွင်ဇော်နီလာထီအကောက်ပိုင်ရှင်ဇော်နီလာထီအောင်တော်အကောက်ပိုင်ရှင်အောင်တော်ခိုင်စုလင်အကောက်ပိုင်ရှင် DCS ဆီယာမခိုင်စုလင် PNH Fashion အကောက်ပိုင်ရှင်ထန်နီနီတန်တီချာချန်ချန်အကောက်ပိုင်ရှင်ချမ်းမြမြတော်စားရီလူမှုကွန်ရက်အကောက်များနဲ့ချိန်ဆက်ခြင်းရောင်းချတဲ့ပစ္စည်းများဝယ်ယူခြင်းတဆင်ခံပြန်လည်ရောင်းချခြင်းနဲ့အဲ့လိုဆောင်ရွက်နိုင်ရန်နီလန်တစ်ခုခုနဲ့ကုညီဆောင်ရွက်နေသူများကိုလည်း အကြံပတ်ဥပဒေနဲ့အညီထိရောက်စွာအရေးယူဆောင်ရွက်နိုင်ရေးစီစစ်ဖော်ထုတ်မှုများဆောင်ရွက်လျက်ရှိကြောင်းသိရပါရရှင်။အေးဒါကတော့လက်နက်ကင်ထားတဲ့အပအဆင့်34 35မှာရှိတဲ့စစ်တပ်ကြီးရတဲ့အကြောက်တရားပေါ့ဗျာ။ online ထီတော်ကြောက်နေရတဲ့ကောင်တွေဦး။အကောင်ကြီးကအပြည့်ရဲ့တက်တန်းတိုးချင်းညာပြီးမှပဲစင်ကူနဲ့ ။သပိတ်ကျင်းကိုမြို့နယ်တွေကိုဘုံနေတောက်လျှောက်ကျဲနေပါလေ။အာဏာသိမ်းစစ်ကောင်းတော်ဟာဇွန်လကုန်ဒီအပြည့်ရဲ့ထက်မှန်တပ်တန်းတိုးချောင်းကြီးညာခဲ့ပေမဲ့လည်းမဏိကစတင်ပြီးတော့မန္တလေးတိုင်းစင်ကူးမြို့နယ်မဲယုံကြီးရနဲ့နှစ်တောင်ကျွော်ကိုလေးချောင်းကနေဘုံကျက်တိုက်ခတ်ခဲ့ကြောင်းသိရှိရပါတယ်။နေ့လယ်၂နာရီခွဲမှာမဲယုံရွာကိုစစ်ကောင်စီတပ်ဟာလေးချောင်းတိုက်ခတ်ခဲ့ရမှာပြည်သူထိခိုက်မှုမရှိပေမဲ့အဆောက်အုံနှစ်ခုပျက်စီးခဲ့ပါတယ်။အိမ်တော်မိနစ်နဲ့ငယ်ကြာမှာပဲနှစ်တောင်ကျွော်လက်ကီးဆပ်ပင်ဟိုတယ်ကိုထက်မှန်လေးချောင်းတိုက်ခတ်ခဲ့ရမှာတော့မြို့သမီး၃ဦးဒဏ်ရာရရှိခဲ့ပြီးတအူးမှာပြင်းထန်လွန်းနေတဲ့အတွက်ပြင်ဦးလင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကနေပြီးတော့ထုတ်ပြန်ထားပါတယ်။ ီကောင်စီကမေလ31ရက်နေ့နေဆွဲနဲ့ဇွန်လတလုံးကြားဤပြည့်ရဆဲအောင်ကြီးညာအဲ့လိုကြီးညာပြီးမနက်အစောပိုင်းမှာပဲမန္တလေးရဲ့တပိတ်ကြီးမြို့နယ်စာတင်ကျောင်းကိုလေကျောင်းကဘုံကျက်တိုက်ခိုက်ခဲ့တာဖြစ်ပါတဲ့အနက်၄ခွန်နာရီ40မိနစ်မှာတပိတ်ကြီးမြို့နယ်၄မိုင်ကန်တာစာတင်ကျောင်းကိုဖျက်အားပြင်ပေါင်900ဘုံဒီတလုံးကျဲချတိုက်ခိုက်ခဲ့တာလို့လည်းပြည်ဦးလင်ခိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကပကနေပြီးထုတ်ပြန်ထားပါတယ်အဲ့ဒီဘုံကျက်မှုကြောင့်ပြည်သူတွေဆုံးထိခိုက်မှုရှိမယ်လဲတာစင်ဆောင်၂ဆောင်ပြက်စီးသွားတယ်လို့လည်းသိရှိရပါတယ်နောက်ထပ်သတင်းပုံမှာတော့ဓနုကိုပိုင်အုပ်ချုပ်ခွင့်ရဒေသရွာငံမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ်ဦးအောင်စိုးမင်းဟာစစ်ကောင်စီရဲ့ဖမ်းဆီးခံရပြီးနောက်ပိုင်း၅လကျော်ကြာသည့်အထိဒင်းအစနာပြောင်းနေပြီးလက်ရှိမှာတော့စစ်ကောင်စီစစ်ကြောရေးမှတေဆုံးသွားပြီဟုသတင်းများထွက်လာပြီးဖြစ်ပါတယ်။ရန်ကန်မြို့နယ်ပြည်သူ့လူထုကိုယ်စားလှယ်မျိုးဖြစ် မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ကိုစားပြု2020ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ဥအောင်စိုးမင်2024ခုနှစ်ဒီဇင်ဘာလကပြည်ဦးလွင်မှာဖမ်းဆီးခံရခြင်းဖြစ်ပြီးအဲ့ဒီချိန်ကလေးကသတင်းစာနာပျောက်သွားခဲ့တာဖြစ်ပါတယ်ဥအောင်စိုးမင်ကကြောင်တိတ်နေရကနေသူ့မိနာရုပ်ကိုပြန်ရင်ဖမ်းခံရတယ်ဥပိုလ်တောင်မှာပဲကြားလို့စုံစမ်းတော့လည်းသတင်းမရဘူးအခုတော့စစ်ကြောရေးမှာကြာဆုံးသွားပြီလို့သတင်းရလို့လည်းဥအောင်စိုးမင်ရဲ့ဖေးဆွေတွေကပြောထားပါတယ်ဥအောင်စိုးမင်ရဲ့မိသားစုဝင်တွေစက်သက်မင်းမြောက်ကိုလည်းကြိုးစားနေတယ်လို့လည်းသိရှိ ရပါတယ်။ငလင်နောက်ဆက်တွဲလုပ်ငန်းတွေကိုဆက်ဆက်ပြီးတော့တိုက်တာဆောက်အုံများရှင်းလင်းရေးလူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရေးအတွက်တစ်ဖက်သက်ပြည့်ရဲ့ကာလကိုနောက်ထပ်တလတဒန်းတိုးချောင်းနီနောင်မာမေ၃ဘက်ကနေပြီးတော့ဒီနေ့မှထုတ်ပြန်လိုက်ပါတယ်။မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့သခိုင်းငလင်ကြောင့်ပြည်သူလူထုများအသက်အိုးအိမ်စီးစိမ်ပျက်စီးခဲ့ရတဲ့ချိန်ဒီမှာတောင်းတမတော်တီအန်လေးကိုကန့်တမတော် MNDA အာခတ်တော် AA နဲ့နီနောင်မာမေ၃ဘက်ကအေပယ်လာမှာစတင်ပြီးအပြည့်ရဲ့စဲရေးကြီးညာခဲ့ကခုခံကာကွယ်တုံ့ပြန်မှုမျိုးကလွဲ့ စတင်ထိုးစစ်တင်တိုက်ခိုက်ခြင်းပြုလို့မှမဟုတ်ကြောင်းလည်းကြေညာခဲ့ပါတယ်။ဒါတော့မင်းအောင်နိုင်ရဲ့ကြေညာလို့သူတို့ကပြန်ကြေညာပေးနေတာတခုပေါ့။မင်းအောင်နိုင်ရဲ့ပြန်ကြေတော့လည်းသူတို့ကပြန်ကြိတ်မှာပဲ။ဒီရက်ထဲမှာပေါ့နော်။ဒါယူကရိန်းကနေပြီးတော့ရုရှားကိုပင့်ကူရင်ဆစ်စင်ရေးဆိုပြီးတော့ဒါ drone နဲ့တိုက်ခိုက်တယ်ပေါ့နော်။ဒါရုရှားရဲ့ဒါလေယာဉ်တွေပေါ့နော်။ဘုံကျဲလေယာဉ်တွေပါထောက်လိုက်လေယာဉ်တွေရောအားလုံး40ကျော်ပေါ့နော်။အစင်း40ကျော်တိုက်ခိုက်နိုင်ခဲ့တဲ့အောင်မြင်တဲ့ဆစ်စင်ရေးအကြောင်းဒါသိပြီးကြပြီပေါ့နော်။ ဗီဒီယိုဖိုင်တွေလည်းတက်လာတယ်အဲပြီးတော့လုံးဝအားရစရာကြီးပြလှုပ်ထားလေးစိတ်လေးကူလုံးတပြိုင်တည်းတိုက်တာပေါ့နော်အဲတော့အဲ့စစ်စင်ရေးကိုပင့်ကွေစစ်စင်ရေးလို့မြည်ပေးထားတယ်အဲစစ်စင်ရေးတစ်ခုအနေနဲ့ကိုပြင်းတာပေါ့နော်အပြီးတော့ဒါရုရှားဘက်ကဆုံးရှုံးမှုအနေနဲ့ဆိုရင်ဒါသတင်းတွေတက်လာတာကတန်ဖိုးဒါ9ဘီလီယံလောက်ပေါ့နော်အမေရိကန်ဒေါ်လာ9ဘီလီယံလောက်အထိဆုံးရှုံးသွားတယ်ဆိုပြီးတော့သိရမနေမနောတန်ကြေးပေါ့နော်အဲ့ဒါအဲ့အဖြစ်စင်တဲ့ပတ်သက်လို့တော်တော်လေးအားရပြီးတော့လူပြောများနေတဲ့သတင်းလည်းဖြစ်တယ်ပေါ့နော်အဲ့တော့ဒီထက်မှဒါထူးခြားတဲ့ထူးခြားချက်တွေရှိတာပေါ့နော်အ ကျောင်းအနေနဲ့ဒီအောင်ကြည့်ရတဲ့ချိန်မှာငါတို့မြန်မာနိုင်ငံမှာရောဗောနောငါတို့တော်လန်ရေးမှာရောဒီလိုမျိုးလုံးလုံးမရဘူးလားကျွန်တော်လည်းပထမဆုံးအဲ့မေးခွန်းစပြီးတော့ကိုကိုမေးဖြစ်တာပဲဟာတကယ်အားရစရာကောင်းတယ်ကွာငါတို့မြန်မာနိုင်ငံမှာသာတော်လန်ရေးတပ်ဖွဲ့တွေကဒီလိုလုံးနိုင်လိုက်ရင်ဆိုတဲ့အတွေ့အမျိုးဖြစ်မိတယ်ဗောနောအဲ့တော့ဒီဖြစ်စဉ်ပြန်ကြည့်မယ်ဆိုရင်ကျွန်တော်ဒါထူးခြားတဲ့ဟာတွေရှိတယ်အဲ့ထက်ကကျွန်တော်မြင်တဲ့အမြင်လေးတွေဗောနောအသုံးသတ်မှုလေးတွေကျွန်တော်လုတ်ပေးသွားခြင်းနဲ့အဲ့ပါပထမဆုံးတော့ဒါတပြိုင်တည်းတိုက်ခိုက်နိုင်တာဗောနော လေစိတ်လေးခုလုံးကိုတပြိုင်တည်းတိုက်ခိုက်ဖို့စူးစမ်းခဲ့တဲ့ဟာကအဲအရန်ကောင်းတယ်ဗောနော်အတကယ်ကိုဗောနော်လုံးဝဘယ်လေရင်ခွေးရမှဘယ်လေရင်ခွေးုံသွားပြီးကုနိုင်တဲ့အနေထားမဟုတ်တော့ဘဲနဲ့ရက်ကြည့်နေရတဲ့အဆင့်မျိုးဖြစ်သွားပါဗောဗျာအဲ့တော့အဲလေစိတ်လေးခုကတော့ဒါဗီလာယာပြီးရင်အိုလန်ယာပြီးရင်ဒိုင်ယာဂီလက်ပြီးတော့အီဗာနိုဗိုဗောနော်အဲဒီလေစိတ်လေးခုကိုတိုက်ခိုက်တယ်ဒါအတန်အတွက်တွေကတော့ပြီချင်မှပြီမှာဗောနော်အဲ့နေရာတွေကိုတိုက်ခိုက်တယ်ဘသူ့ကိုကုလို့ကုရမှမသိအောင်ဖြစ်သွားတဲ့အနေထားမျိုးနဲ့ဗောနော်လေရင်နေဆိုလုံးဝမီဟုံးတောက်ပြီးတော့ဗောနော်တစည်းပစည်း ကျုံသွားတဲ့ဟာကြီးကိုပြထားတာတော်တော်အားရစရာကျင်းနေစရာကောင်းတယ်ပေါ့နော်နောက်တော့ဒါထူးခြားတဲ့ထူးခြားချက်တွေတဲမှာဆိုရင်ဒါတိုက်ခိုက်နိုင်တဲ့ဖြစ်စဉ်ကဘလို့လဲဆိုတော့ဒါဒီ FPV drone အနေနဲ့ပေါ့နော်အဲဒီ drone အနေနဲ့တိုက်ခိုက်ဖို့အတွက်ကိုသူကဒီ container တွေထဲမှာဒီ drone တွေကိုယာနဲ့ချီပြီးတော့ထည့်ထားတဲ့ container ကားတွေနဲ့ဒီရုရှားတဲကိုခိုးဝင်တယ်ပြီးတော့လေစိတ်တွေအနီးနားမှာရက်ပြီးတော့အဲ့ထဲကနေထွက်ပြီးတော့ကျုံတာပေါ့နော်အဲ့ဒါကြီးကတော်တော်လုံးဝစဉ်းစားလိုက်တဲ့အချိန်မှာဟာတကယ်ကိုဘလို့ရတော့လုတ်ပြစ်တာလဲပေါ့နော် အဲ့လောက်အဆင့်ထိရအောင်ဘလို့ဘလို့တော့သူတို့စီစဉ်ခဲ့ရတယ်ဆိုတော့ဟာကိုလေတွေးမိတယ်ဗောတကယ်လေးစားချီးကျူးဖို့ကောင်းတယ်အဲ့လားတကယ်မိုက်တယ်အဲ့လိုမျိုးပုံစံမျိုးနဲ့သူတို့တိုက်ခိုက်သွားတာဖြစ်တယ်အဲပြီးတော့ဒါစစ်စင်ရေးစီမံချက်ကိုတနှစ်ခွဲလောက်ကြိုတင်ပြင်ဆင်တာတဲ့ဒီစစ်စင်ရေးကြီးဗောနော်ဒါဒါပြင်ဒီပင့်ကွေစစ်စင်ရေးအောင်မြင်မှုအတွက်ကိုစီမံချက်လုပ်တဲ့အခါမှာအချိန်တနှစ်ခွဲလောက်ထိကိုယူပြီးတော့ပြင်ဆင်ခဲ့တာဆိုတော့အော်တကယ်မိုက်တယ်ဗောနော်အဲသူတို့လုပ်နေတဲ့အဲလုံးဝဒီစစ်စင်ရေးကြီးမှန်ချက်ကတကယ်ကိုကြီးမှန်ချက်အကြီးကြီး ပြင်ပြင်ဆင်ရတဲ့ဒါဒီဖြတ်ကျော်ရမယ့်အခက်အခဲတွေဒါစီတွေအများကြီးရှိတာပေါ့အဲဥစ္စာတွေအကုန်လုံးပြီးမြောက်ဖို့အတွက်ကိုတို့တွေတစ်နှစ်ခွဲအချိန်ယူခဲ့ရတယ်ဒါကလည်းဒါကျွန်တော်တို့အတူတူယူရမယ့်ဟာဖြစ်တယ်ပေါ့နော်အဲ့ဒီဖြစ်စဉ်မှာဒါရုရှားဘက်ကပေါ့နော်ဒေါ်လာတန်း350လောက်တန်တဲ့ဒါ A50 အာထောက်လိုင်းရေးလေယာဉ်တွေပြီးရင် TU95 TU22 ဘုံးကျဲလေယာဉ်တွေအားလုံးအပါပေါ့နော်50တစ်စင်းလောက်ပျက်စီးသွားတယ်ဟာတကယ် ဒီရင်ပေါင်း40ဒဇင်းဆိုတဲ့အားကနေတဲ့အားမဟုတ်ဘူးပေါ့နော် တကယ့်ကိုလောကသမိုင်းဝင်စစ်စင်ရဲ့အောင်ပွဲကျူအာမြောက်တဲ့အောင်ပွဲလို့ပဲဒါပြောရမယ်ပေါ့နော်အဲ့တော့ဒါကျွန်တော်တော်လိုင်းရေးမှာရောဒီလိုစစ်စင်ရဲ့မျိုးတွေကျွန်တော်ဖော်ဆောင်လို့မရဘူးလားပေါ့နော်ကျွန်တော်အမြင်ကဘာကြောင့်မရမှာလဲကျွန်တော်လည်းလုံးလို့ရနေရပဲပေါ့နော်ဒီ FVV drone နဲ့တိုက်ခိုက်သွားတယ်ဆိုတဲ့ဟာမျိုးဒါကျွန်တော်အဲတိုက်ခိုက်သွားတဲ့အလားတန်ပေါ့နော်အလားတန်ပုံစံတူတဲ့ဟာမျိုးတွေလည်းဒါကျွန်တော်ဒီ မမော်ဖြစ်စင်ပါဗောနော်မမော်စာက21ဖြစ်စင်ပါ drone နဲ့ဒါရဲရင်ရဲ့ main router ကိုဝင်တိုက်သွားတဲ့ဟာဗောနော်အဲဥစ္စာကိုလည်းဒါအလုံးသိပြီးဖြစ်လိမ့်မှာဗောနော်အဲကြအဲ့လိုပုံစံမျိုးလုံနိုင်ခဲ့တဲ့ဖြစ်စင်တော့မှရှိနေပြီဗျာပြီးတော့မကြသေးခင်ကမှဒါ JTN ကတင်ထားတဲ့ဗီဒီယိုတစ်ခုမှလည်းဒီ FPV ပုံစံမောင်းနေတဲ့ပုံစံမျိုးကြီးလည်းတွေ့ရတာရှိလိမ့်မယ်ဗောနော်အဲကြတော့ဘာလို့မဖြစ်နိုင်ရမှာလဲကျွန်တော်တို့မှ CA ရီမန်းချက်တကယ်ကိုအကြီးကြီးမားမားပြင်ဆင်တာမျိုးပြီးတော့အစစရအသေးစိတ်ကစား ထည့်သွင်းတက်ချက်ပြီးတော့လုံနိုင်တာမျိုးဆိုရင်ဒီလိုမစ်ရှင်မျိုးတွေတေချာဘက်ပေါ်ဆောင်နိုင်တာပေါ့အဲ့တော့ကျွန်တော်တို့အနေနဲ့အနေနဲ့လည်းဒီဒီရုရှားကိုယူကရိန်းတိုက်ခိုက်နိုင်တဲ့ဒီစစ်စင်ရဲ့အောင်မြင်မှုကိုအတူယူပြီးတော့ကျွန်တော်လုံဆောင်လို့ရတဲ့ဟာတွေအများကြီးရှိတယ်အဲသူခုနလိုပေါ့နော်ဒီကွန်တိန်နာကြီးတွေနဲ့ကွန်တိန်နာကားတွေနဲ့ရုရှားနေပြည်တော်ကိုခိုးဖောက်ပြီးတော့ဝင်ရောက်တယ်ပြည်အနေနဲ့လေစိတ်လိုနေရာမျိုးတွေကနေပြီးတော့ဒါအနည်းဆုံးကတ်ပြီးတော့တက်ပြီးတော့ပြင်းတယ်ဆိုတဲ့ဟာကတောင်းတောင်းအဆင့်မျိုးမှမဟုတ်တာပေါ့နော်သူတို့တွေသူတို့တွေဒါကြီးက ။တခြားပြန်စဉ်းစားကြည့်မယ်ဆိုရင်တခြားနိုင်ငံကနေပြီးတော့သူများရန်သူနိုင်ငံတွေကိုဝင်မယ်။ဝင်ပြီးရတဲ့ရန်သူရဲ့ဒါလင်းဝင်းနေနောက်အနည်းဆက်ဆုံးကတ်မယ်။ပြီးတော့လုံးဝအဆင်စင်သောအတားစီးတွေပေါ့နော်။ပြီးရင်လုံခြုံရေးစနစ်တွေဒါတွေအားလုံးကိုဖောက်ထွက်ပြီးတော့ဒါတွေအားလုံးကိုကြော်လွားပြီးတော့ဒီလိုတိုက်ခိုက်မှုမျိုးကိုလုပ်မယ်ဆိုတော့မလုပ်ခင်မှာစဉ်းစားကြည့်ရချိန်မှာကျွန်တော်အားလုံးတွေးမိကြမှာဒါကြီးကမဖြစ်နိုင်ဘူးလို့ပဲတွေးမိပါပဲ။ဒါသိကြတယ်။မဖြစ်နိုင်ဘူးလေ။တွက်ကြည့်ဘလို့ပဲတွက်ကြည့်ကြည့်မဖြစ်နိုင်ဘူး။ဒါပေမဲ့မဖြစ်နိုင်တာကိုဖြစ်အောင်လုပ်မယ်ကွာဆိုတဲ့ပုံစံမျိုးနဲ့လုပ်တော့အခုအောင်မြင်တာ။ ်ဒီနိုင်ငံတွေကိုခိုးပြီးတော့ဝင်ရောက်နိုင်ဖို့ဘယ်သူတွေလိုအပ်မလဲဘယ်လိုမျိုးအဖွဲ့အစည်းတွေနဲ့ပူးပေါင်းမလဲဘာတွေချိတ်ဆက်မလဲဒါတွေလည်းရှိမှာပဲအဲအဲ့လိုမျိုးပေါ့ဒါငွေကြေးအလုံးရင်းသုံးပြရတာလည်းရှိမှာအဲဒီဒီဘက်မှာဆိုလဲဒါမင်းအွန်လိုင်းဘက်ကပေါ့နော်မင်းအွန်လိုင်းဘက်မှာဒါဟိုနေ့ကဆိုဒါကျွန်တော်ဗီဒီယိုတစ်ခုတင်ပါတယ်ခိတ်မှာ9000တောင်းလောက်ရတာတော့ပျော်နေတဲ့ဒါစိတ်ခွေးရက်ခွေးတွေအများကြီးရှိတာဟုတ်အဲအဲ့လိုမျိုးပုံစံမျိုးတွေလည်းဒါကျွန်တော်ဘက်မှာရှိနေတာပဲပေါ့နော်ပြီးတော့ကျွန်တော်ဘက်မှာဖြဲသေးရည်လည်းရှိနေတာပဲအဲ့ကြ ျွန်တော်တို့မှာမဖြစ်နိုင်ဘူးဆိုတာလည်းမရှိဘူးဒီယူကရိန်းလှုပ်သွားတဲ့ဟာကလည်းမဖြစ်နိုင်တဲ့ဟာကြီးကိုလှုပ်ပြသွားတာအဲ့တော့ကျွန်တော်ဒီဘက်မှာလည်းလှုပ်မယ်ဆိုရင်လှုပ်လို့ရတဲ့ပုံစံမျိုးတွေအများကြီးရှိနိုင်တယ်အဲကျွန်တော်ကအမင်းကိုယ်တိုင်လှုပ်ပါလားမဟုတ်ဘူးကျွန်တော်ခုပြောပြနေတဲ့ဟာကသူများလှုပ်သွားတဲ့မရှင်ကဘယ်တော့တောင်မှမဖြစ်နိုင်စရာမရှင်ကြီးကိုအောင်မြင်အောင်လှုပ်သွားသလဲဆိုတဲ့ဟာကိုအတုယူစေချင်တာပါဗောနော်ဒေါ်လာမျိုးတွေအားလုံးပဲကနဒါစိတ်ပန်းပြည်သူတွေကျွန်တော်တို့ရဲ့ဒေါ်လာညီကိုရီးယားတင်ဆက်ထားတဲ့ပုံကြီးနဲ့ပတ်သက်တဲ့ဟာသလေးတစ်ပုဒ်ကိုလည်းပြန်လည်ဝေမျှပေးလိုက်ပါရစေကောင်းနေမှာကျူကျူလာဟိုဟာကြီးပဲဖြစ်နေတယ်ထင်တယ် ဘယ်နဲ့กว่าด่าเนี่ยเนี่ยสาวบ่ด่าจ้องเลยอยู่ไม่เลยล่ะအခုမှမအပွင့်နေတင်းပြီးဒိုးချင်အားယာလူယူပြီးပြောချင်အားဆွတ်ပြောနေစောက်ဘောထုတ်ပြင် ပါတီဆုံးဒီမိုကရေစီရေကောက်ပွဲကိုယခုနှစ်အတွင်းမဖြစ်မနေကျင်းပနိုင်ရင်းဒေတာတိုင်းတည်ချိန်အေးချမ်းမှုစူးစမ်းနေမဖတ်တော့ဘူးဘတော့ပါရဲ့ကြောင့်ဘယ်နဲ့ကွာဘာလို့စောက်ပြောနေမှလည်းမသိဘူးစောက်ပေါင်းကနာမည်ကောင်းနဲ့ဖိတလိုက်တယ်မိသားရဖဏောင်းနဲ့ပေါက်လိုက်တယ်ဟာစိတ်ထဲမှာအုံကြီးရဲ့ဟုတ်ကဲ့ချက်ကထဲမှာမင်းအိမ်မှာ တယောက်တည်းယူပြီးရောက်អော်နေလို့ထင်နေတာငါအတင်းလာတာခိုင်းလို့ဘာလို့ယူပြီးអော်มาလဲကွာမင်းဘာနားလဲမင်းអော်နေလीဆောင်းတော့ဆောက်ယူဆောက်ပေါ်နေဆောက်ယူလေအဲ့ကောင်ဆောက်ပေါ်ဆောက်အောင်တော့မရှိတော့မိမိအောင်လိုင်းဆိုတာဘာတူလဲမိအောင်လိုင်းမဟုတ်မင်းအောင်လိုင်းမင်းအောင်လိုင်းဩမိအောင်လိုင်းမဟုတ်လားမင်းအောင်လိုင်းဘာဘာအခုဘာဖြစ်နေလို့လဲကျူကျူလားမိုင်းနေမိပြီးဆောက်တော့မကြဘာတွေပြောနေမှမသိဘူးဘာလဲဒါဘာလို့တက်လဲကိုကိုကိုတတ်တယ်မို့လားမဟုတ်ဘူးထားထားသားမှာအဲ့ဒါဟုတ်ကြီးကိုကိုကိုတတ်တယ်ထားထားသားမှာမင်းရတယ်သူကပါတီဆုံးဒီမိုကရေစီရွေးကောက်ပွဲဟုတ်တယ် အခုနေ့အတွင်းမဖြစ်မနေကျင်းပါမယ်တဲ့ဒေတာတိုင်းငိမ့်ညံမှုဟာလားဒေတာတိုင်းငိမ့်ညံမှုတော့သူစူးစမ်းနေပါလေဟိုမင်းအဲ့ဒါအဲ့ဒါအများတိုင်းအကောင်ပြောနေကြမင်းကအဲ့လောက်စိတ်တုန်နေတော့ငါတို့ပြည်သူတွေကဘလို့စိတ်တုန်ပါမှာအဲ့တော်ကီလောက်နဲ့တတ်မလာနဲ့လေကွာမရဘူးလေကွာဟာလား तू အလွတ်လွတ်ချင်တာနဲ့ तू အလွတ်ယုံချင်တာနဲ့ तू ကကြံတဲ့လူဒုက္ခပေးချင်သေးတာဒါမျိုးနဲ့စောက်ပေါ့အေးမင်းကငွေပြုတ်နေတူနေပြီဟုတ်တယ်ငါငွေပြုတ်လို့ပဲငါဟုတ်တယ် မာခနောင်းနေလားပေါက်လိုက်ပါရဲ့ဟာဟုတ်ကဲ့ဟိုဒုက္ခပါကြီးဟာမင်းရှိသေးတယ်ပြောအမေဟောအပြစ်ကရက်စဲရေးဆိုပြီးတော့ပထမတစ်ခေါက်တော့လဲတလားအိုက်တလအတွင်းမှာ905ကျင်းလေးနဲ့ခြေထားတယ်ဟုတ်တယ်လေအေး436ရောက်ပြီးထားတာဟုတ်တယ်လေအဲ့ဒါကို तू ကနောက်ထပ်တလအပြစ်ဆက်ရက်ရက်ဆဲပါအောင်မယ်ဆိုပြီးတော့အပြစ်ခက်တွေရက်ဆဲပါအောင်မယ်ဆိုပြီးထပ်မှန် तू ကမဲတိုးပြီးကျင်ညာလိုက်သေးတယ်စောက်ပေါ့ဟုတ်ကြည့်ရအသက်ပါဟောင်းမယ်စိတ်တူနေနဲ့ဟိုဟိုအုတ်ကြီးဒိုင်းနဲ့ကွာမဖတ်တာအေးပါလေ อะกูတော့မင်းသိပြီလားလုံးလုံးလို့မင်းမင်းဘပိုင်ကြောင့်အခုတော့မင်းသိပြီလားမဖုံးမရိုက်ခေါ်ရိုက်တော့မလုံးနဲ့မလုံးနဲ့မင်းအဲ့လောက်စိတ်တူနေတော့ဟိုဇော်ဘုံဟိန်းတို့ဘာလို့ကဘယ်လိုလိုစိတ်တူလို့ရတော့မလဲဘာလဲမပူတူတူဘာလို့ကဘယ်လိုလိုစိတ်တူလို့ရတော့စိတ်ကိုထိန်းစားမှာဒီတဏ္ဍကြီးကဘာလို့တာလဲလို့ဒါဒါငါတက်တော်သားမှာဒါပဲရှိတယ်လောလောဆယ်မှာဘာဖြစ်လို့မင်းနားမလဲပါဘူးအခုအခုလောလောဆယ်ဘာဖြစ်လို့မြို့ရင်းမှာရှိတယ်ရန်ကုန်မြို့မှာရှိတယ်အဲတို့ဘာလဲကွာအဘဟောင်းနေ ဘိုးကျောင်းဟောင်းနေပေါ့အေးဘိုးကျောင်းဟောင်းနေအေးဘာဖြစ်လဲဘိုးကျောင်းဟောင်းနေကအခုလှုပ်ဝက်စွာနဲ့အဟောလွတ်လက်တဲ့နေရာကိုပြေးနေရတယ်အော်လှုပ်ဝက်ပြီးတော့လှုပ်ဝက်ပြီးတော့သူတို့မိသားစုတွေရွှေ့နေကြနေရာတွေရွှေ့နေပြီလှုပ်ဝက်ပြီးတော့အေးအဲ့တော့တိလားသူ့မှာအာလုံကြုံရေးတွေလည်းခေါ်ထားရတယ်အေးလုံကြုံရေးတွေလည်းခေါ်ထားရတယ်အရှိမအေးနော်အာတနတ်တွေလည်း ဟိုမိသားစုကိုတနက်ပေးကြိုင်ပါတဲ့လုံချုံကြီးအတော်တဲ့ဩလာသေးတယ်တတ်တော်ဆောင်တွေလည်းထားထားတယ်တတ်တော်ဆောင်တွေလည်းထားထားသေးတယ်တို့မိသားစုရဲ့လုံချုံကြီးအရအေးလုံချုံကြီးအရတနက်တနက်တွေလည်းတနက်ပါပေးကြိုင်ထိုင်တယ်တရဝင်ကြိုင်ခွင့်တောင်းတာတောင်းလာတယ်မစ္စနာကြီးအဲ့တော့မင်းကဒါလည်းမင်းလည်းတောင်းလာတာငါလည်းဒီလိုပဲပေါ့ကွာတို့ကမှတတ်တော်ဆောင်တွေရှိသေးတယ်ငါမှတတ်တော်ဆောင်ဘမလေးဩအေးအေးဟမ်ငါတော့စဉ်းစားနေတာအခုဟိုဟိုကောင်းကြီးကငါအိမ်လာမခံတော့ဘူးဘယ်ကောင်းကြီးလို့ဟိုကောင်းကြီးကွာဘာလို့ဒိန်းအောင်လို့ဟိုကောင်းလူလည်းငင်းကြမ်းလို့အုံးတိလို့ဟိုကယုံလေးလို့ဩယုံလေးကမယုံပါဘူး ။အော်မင်းစီလာလာနေကြလေဒီကောင်တွေက။ဟုတ်တယ်အခုမယုံရတော့ဘူးသူတို့လည်းပြောရတာမဟုတ်ဘူး။အကြည့်။ဘာဖြစ်လို့လဲ။ငါလည်းမသူတို့ကတော့တနက်တောင်းတာ။ငါလည်းဘာစီကကြည်စံတောင်းရတော့။အော်မင်းတနက်ပဲရှိပြီးတော့ကြည်စံမရှိဘူး။တနက်ပဲပေးတာလေငါ့ကိုကြည်စံမှမပေးတာလား။အော်ကြည်စံမင်းကဘာလို့ဖို့လဲ။အော်ကြည်လမ်းအရေးကြောင့်တရောင်းတော့လို့ရှိထားအောင်ပါဘောကွာ။အော်ရန်သူပြစ်ဖို့မဟုတ်လေကိုယ့်ကိုတတ်သိနိုင်အောင်လေ။အော်အဲ့ဒါမှပဲငိမ့်ညမ်းမှာ။ဟာမပြောချင်လို့။ဘယ်နဲ့ကွာ။စိတ်ကိုရှော့။ဒီစိတ်ကိုရှော့ပါအူကြီးရဲ့။မင်းလည်းငိမ့်ငိမ့်နေလိုက်။ ဘယ်နဲ့ကွာဒါနေတော့မင်းမင်းဘာလုပ်ဟောငါလုံးမရှိဘူးကြီးဩမင်းတို့လေငါကတ်တော်တောင်းလုံးဟာအရေးသက်သေးပေါ်လာနေနေဒီဟုတ်ပါဘူးငါလည်းနီးစားရအလုပ်ပေးရတာပါမင်းကိုမင်းလည်းအလုပ်လေးပါလေကွာလုပ်ဖို့ကွာကောင်းတော့မင်းတိတဲ့အတိုင်းပဲကွာဘယ်လုပ်ကိုလုပ်ရမှာလဲဩမင်းဘာလုပ်လုပ်ချင်လဲပြောမင်းစိတ်ထင်လေအေးအလုပ်လေးပါလေရိုးရိုးတတလုပ်လို့ကောင်းရောင်းကောင်းဝယ်ဆိုလို့ရှိလို့ရှိရင်မင်းလည်းဆောက်ပေါ့ ဟောဘလို့ပြီစောင်းပေါ်ဟောဗာဖြစ်ပြန်ပြီတက်တလုံးချမ်းသာမှာမဟုတ်ဘူးဒီခေတ်မှာကောင်းရောကောင်းပဲလုပ်နေလိမ့်လိမ့်မာမာလုပ်နေနော်ဘတ်တော့ကမချမ်းသာဘူးစောင်းပေါ်ဟောအေးပါအေးပါအဲ့တော့မလုပ်ရဘူးမင်းမင်းကောလူရှာပေးမလားမင်းရင်သွားနေတဲ့ဟာတွေကဘာဖြစ်လို့ဟာမင်းအဲ့ညာအခုကမကောင်းတော့ဘူးကွာအရင်ဟာတွေကြောက်ညင်းငွေ့လာပေါ့ကွာရောဂါဖြစ်မှာကောအစ်အစ်တူရင်တာငါအစ်တူတက်မဟုတ်လို့မင်းမင်းကဘာပြောနေဟုတ်ပါလေငါပြောလားမင်းကဘာကိုပြောနေရလဲမင်းကငါ့ကိုဘာပြောတာလဲဩငါပြောတာမင်းငါ့ကိုလူရှာပေးမလား လူရှာပေးမလားဆိုဘာ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 လူရှာပေးလူရှာပေးမလားဆိုတော့ငါမှာစစ်မှုတန်းဟောင်းကနာမည်စီးရင်ပဲရှိတယ်လူတွေမရှိဘူးလူတွေကတခြားနေရာရောက်နေတဲ့အတွက်အဲ့နေရာမှာငါအစားထိုးပြီးတော့လူထဲဖို့အတွက်မင်းကလူရှာပေး မင်းကိုမျိုးမျိုးမျက်မျက်ပေးမယ်ဟုတ်လားလူတစ်ယောက်ကို84သိန်းပေးမယ်ဟာ85သိန်းတော့စောက်ရေးထဲမှာဟောငါလည်းရောက်နေတာကိုတသိန်းလာစားနေဟောငါတော့လည်းနည်းနည်းကြည့်ရသေးတယ်ကွာဒီတော့မင်းတိပြီးမှတော့မင်းကို85သိန်းပေးမယ်တစ်ယောက်ကို85သိန်းပေးမယ်အုတ်ကြီးရေမင်းကလေ မနေ့တနေ့ဟာမှာငါတလောက်အတင်းပြောလို့မင်းကိုအရာသတင်းတွေကြည့်သတင်းတွေကြည့်လို့အတင်းတိုက်တွန်းလို့မင်းအခုသတင်းတွေကြည့်ပြီးတော့မှမင်းငါ့ကိုလာပြီးတော့ဖြန့်မကြနိုင်ဘူးကြီး။ဟာဖြန့်ကြတော့မဟုတ်လို့ကွာ။အော်မင်းအရာကြီးတိုင်းကပူတော့အုပ်ကြီးတကောင်လဲအဲ့လိုပဲနော်။စစ်မှုတန်းလူစားတို့ဘုတ်အတွက်လူစားတို့လက်လူ85သိန်းပေးမယ်ဆိုပြီးတော့စစ်မှုတန်းခိုင်းလိုက်တယ်နော်လူစားတို့လိုက်တယ်။ဟိုကစစ်သေးလက်ရောက်လေရောက်တော့တပြားမှမပေးဘဲနဲ့ဖြန့်ကြတာလေ။ မင်းအဲ့ကွက်လာလုံးမယ်ဒါတော့ကွာဟိုကငွေမလွဲသေးလို့နေမှာပေါ့ကွာမင်းကလည်းမင်းလည်းငွေမလွဲသေးဘူးအပေါ်ချပေးမှပေးလို့ရတယ်လေကွာဒါငါမင်းကိုကြောက်တော့ငါပေးမှာငါပေးမှာငါဆိုင်ပေးမယ်ကွာမင်းရမယုံဘူးမင်းမယုံဘူးအုပ်ကြီးဒီလိုဆိုင်မယ်ဒီလိုလုံးမင်းအဲ့လောက်စိတ်ညစ်နေလို့ရှိရေငါလည်းဒီအုပ်ကြီးလောက်ကလုတ်ကုန်မလုတ်ချင်တော့လားငါလုတ်ပေးမယ်ဟမ်ငါလုတ်ပေးမယ်ပေးပြောတော့ခုနကမင်းမှအယုံမရှိဘူးဩငါငါမလုတ်ချင်လို့မရှိတာလုတ်ချင်ငါပြောပါတယ်ဒီကာလာကြီးမှာကောင်းကောင်းကောင်းပဲဆိုလို့ရှိရင်လုတ်မယ်လို့ရိုးရိုးသားသားနဲ့ငွေရကြတယ်ငါမင်းကြတော့အဲ့ရိုးသားတိုင်းမရိုးသားတိုင်းဂယူးမဆိုင်တဲ့အတွက်ဟို မင်း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 ဟိုတခါလေးဖုန်းဖုန်းနေလက်တော်နေပါတောင်ရသေးတယ်ဟုတ်ပါအေးဟုတ်တယ်ပြောငါဘာလုပ်ရမလဲပင်လဲမပင်မလားဘာလုပ်ရမလဲပြောရန်ကုန်မှာတော့မဟုတ်ဘုံရွာမှာလုပ်ရမှာနေတော့မှာပေါ့အေးပေါ့ရရရဘာလုပ်ရမလဲဘုံရွာမှာဘာလုပ်ရမလဲအဲဂိတ်မှာမင်းပတ်စံကောက်ရယ်ဂိတ်မှာပတ်စံကောက်တာဟုတ်တယ်အော်အုတ်ကြီးလုတ်တာမှာသရင်စရာနဲ့ညှိနေရသေးတယ်ဟိုကောင်းကြီးယူလိုက်ဒီတက်တန်းထဲရုံပဲဟဲ့တခါလေးဖုန်းနေလက်တော်တွေတို့ဘာလို့အကုန်ရတယ်မင်းအိုင်ဖုန်းတွေပါဒါတော့ကောက်တော့ရတယ်ပြောဘယ်လိုလဲယူနီဖောင်းလည်းဝတ်စရာမလိုဘူး ီတိုင်းနဲ့ရတယ်အေးအရက်ဝတ်နေပဲရ Okay okay ရတယ်ဘုံလာမျိုးပေါ်မှာလောက်ရတယ်ရတယ်အဲ့တော့ရှေ့မှာနှစ်ယောက်ရှိတာအဲ့မြောက်အခုမရှိတော့ဘူးဟောအဲ့ညမှာလူသားထိုးပြရဟုတ်တယ်ဟုတ်တယ်အရှိကနှစ်ယောက်ကဘာပဲသွားလို့ဘုံလာမျိုးပေါ်မှာအဲ့ဂိတ်ကြီးတောင်းတာလေဆက်ကြီးကောက်တာအေးကြီးတောင်းတာပေါ့အေးအဲ့နှကောင် PDF တွေကအနီးကပ်ပြတ်သွားလို့ရှော့သွားရှော့သွားဘာသူရမှာဝင်ပြီးတော့မပြေဘူးမတက်တိတ်ခံပြရမှာမတက်ရနေုံပဲအေးရောမတက်လည်းမရနိုင်ဘူးမင်းငါ့ကိုအခုတော့ကြာတော့မင်းကုတုကံပဲလေဟဲ့မင်းတော်တော်တော်တော့မင်းလည်းငါ့ပေါ်မကောင်း โอ้เมลอะก้าวหน่อยเลยลุกไปอ่ะดิเลวอยากไอ้ลุกอยู่อ๋อไม่เป็นมั้ยป่ะกูเมียเนี่ยอ๋อเป็นมั้ยเนาะไม่เป็นมั้ยกูเลยกว่าเมียสิ้นซาจริงงดตกจี้ถ่ายมีอัตถะหามั้ยเคสอ่ะงาลุกล่ะมัดแท้แยกลุกเลยอ่ะป่ะอ๋อตีด่าเรามาမျိုးမျိုးเนียยี้นี่ดิอ่ะแยกวินเนี่ยอ๋ออย่าไม่ลุกตั้วเมียอุจี้ย่าเหรอเมียอเซมเปียวหูโหดีโหแยกกัดแท้มาเนเนပြီးတော့เมียโหปิตุกาวะไอ้พวกนี่ลาตัดมาถ่ายซอกเนียได้ดูขึ้นเลยเมียกูอ่ะเมียก้าวน่ะมาไม่ลุกกระดาก้าวๆมุมๆลุกได้อุจี้ดิกูบาไม่ลุกเลยอัตถะไหนวะ ရှောက်ပြီးတဲ့လမ်းတော့ဟလားအဲတကယ်ကတော့အုတ်ချက်ဒီလိုကမင်းကဟိုတပည့်သမန်းနေမရှိအဲ့ဒါလည်းဟုတ်တယ်အုတ်ကြီးတက်စားလို့ရှိရင်တကယ်ကမင်းတပည့်သမန်းများများနဲ့ပြူစောတီးရမှာတော်သေးတယ်ဟုတ်တယ်နော်အခုဆိုနေရာတကာပြူစောတီးပြီအေးလေအလန်းကြီးလည်းသူတို့ပဲသိနေရအနည်းဆုံးကတပည့်၁၀ရောက်ရောက်၂၀ပြီးနားမှာအေးစီပဲအော်ဟိုကောင်စစ်ကောင်စီတွေကလည်းတနက်တွေပါပြေးထားတယ်อืมအဲ့ဒါပြူစောတီးလုပ်ငါကြတော့ကြီးစံအောင်မပေးဘူးအေးအဲ့ဒါပြောတာအဲ့ဒါကြောင့်မင်းပြူစောတီးလုပ်မလားလို့အေးလုပ်မှာပါ ူစောတီတွေတထင်းကတော့ကြားလိုက်လို့ရှိမှရှိမင်းကောင်းတာတွေပဲကြားအဲ့ဒီမကွေးတိုင်းကွာပခုတ်ကူစင်မင်းကန်ကြေးရွာကိုကားတွေနဲ့သွားတဲ့ယူစောတီအဲ့တပည့်တွေမှာပါတယ်ဟုတ်လားအေးတပည့်တွေမှာမတနတ်တွေအကုန်ပါမချရွာအေးအဲ့ဒါကားနဲ့တို့ကအဲ့စင်မင်းကန်ရွာကိုကားနဲ့သွားတော့လဲတော့ပြည်သူ့ကာကွယ်ရေးဘွဲ့ကြားပြတ်ပြီးတိုက်ခိုက်တယ်တိုက်ခိုက်လိုက်တော့အဲ့ယူစောတီကောင်းဆောင်ကြော်ဆိုးနိုင်တဲ့ကြော်ဆိုးနိုင်အပါဝင်တပည့်စုစုပေါင်း၄ရက်ပြီပါတိတ် ပြည်သူကာကွယ်ရေးဖွဲ့တွေကမင်းတနက်အတူတလက်အရှိတလက်ရတယ်ကွာ။ဟုတ်ကဲ့။မဆာ33တသိန်း။ဟုတ်ခေါင်းဆောင်တင်သွားတယ်။တေးဟုတ်ကဲ့။ပေးနေမြောက်ခဲ့တယ်လေတေးမဲ့ပတ်စံပတ်စံ33တိန်းတော့ပါသေးတယ်ငါဒီနာသွားတာပတ်စံ33တိန်းဆိုမင်းတဆိုင်ချမ်းသာတယ်လေဩငါတင်ပြီးဒီ33တိန်းနဲ့လေရမှာစောက်ဘောငါစောက်ဘောမမလုပ်ဘူးစောက်ဘောဩပြောငါပူစောတိမလုပ်ဘူးငါစောက်ဘောမမဟုတ်ဘူးမင်းလည်းဘုံမူကြီးတွေတောင်တေသွားတော့မှယာဉ်တွေပါတိုးသေးတာပဲပူစောတိလည်းယာဉ်တွေပါတိုးရင်တိုးပြီးမှာအဲ့ယာဉ်လည်းမလိုချင်ဘူး တော့ပေါ်လာကွာငါတနက်နက်လက်နဲ့ဟိုမလိုချင်ဘူးမလိုချင်ဘူးပတ်စံ30တသိန်းမှာပါပါတယ်မယူပါပခုတ်ကူရတာမေးတည်င်းနေသေးချာနားစွရတာဘာဖြစ်လို့လဲပခုတ်အပခုတ်အလုံးလုံးလို့မဆိုမိတက်တယ်ပါမိဒါဟာပြန်တဖြည်းဖြည်းနဲ့ငါဘောကအစင်တက်နေ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 သွားတာအကောင်းပြောတာပါမိတက်ကဘလို့တနက်ကင်လဲကွာတနက်ကင်လို့ရတဲ့ပြီးစောထီးတွေပါရှိတယ်မိတက်ထဲမှာလည်းရှိတယ်ဟုတ်ရမဟုတ်တိုင်းမပြောနဲ့တော့ ဘာဖြစ်လို့လဲပြောမီးတက်မီးအဲ့မီးတက်ရုံးနေပါလေရကြတော့ဘာဖြစ်လို့လုံကြုံတယ်ဟုတ်ကြည်啊မီးတက်ကမှမီးလုံကြုံတယ်အေးမီးတက်အဲ့ရုံးနေပါလေရလုံကြုံတာကိုပြောချင်တာကဘာလို့လုံဒီအိမ်မှာတက်စားလို့ရှိရင်တော်သေးတယ်ဘာလို့လုံအဲ့လိုပဲမကွေးတိုင်းပခုတ်ကူမြို့ပေါ်ကဟိုမီးတက်ခရိုင်မီးတက်ရုံးပါလေစစ်ကောင်စီကတက်ဆွဲထားတယ်ကွာအဲ့ဒါပြည်သူ့ကာကွယ်ရေးဖွဲ့ကအနီးကအနီးကပဲနော်ဆောင်းကဒီဂိတ်တွေပါလေအနီးကဝင်တိုက်လိုက်တာငါးကောင်ရှော့ပါငါးကောင်ရှော့ ။စောက်ပေါ်လာ။စောက်ပေါ်လာငါမိသက်ကဘာလို့သွားနေရပါလဲ။ငါဘာပိုင်6ပေါင်ဖြစ်သွားမှာပေါ့။ဒီတရားတော့မိသက်တိမဟုတ်ပါဘူး။စီရှုံးပေါင်စီရကောင်တွေပဲသိရ။အေးဒါပေမဲ့ဒီနေရာနဲ့သုံးနဲ့မလွတ်ကင်းမှုလေကွာ။မင်းကလေမဟုတ်တာတည်းပဲ။မလွတ်တာတော့ဘယ်နေရာမှမလွတ်မလွတ်။မကွေးတိုင်းမြိုင်မြို့နယ်ကန်ဒီပြူရွာသိရလား။တရွာလုံးကပြူတွေနီးနီးပဲ။ကြားဘူးလေ။အေးအေးအဲ့ဒီမှာပြည်သူ၃ဦးနဲ့ကိုရင်လေးကိုရင်နှစ်ပါးပြည်သူကဝေးအဖွဲ့တည်းစီ။ဟိုကိုကြီးတောင်းပြီးတော့သွားခုလို့ က်ကန်ကန်ဒီပြူရွာမှာအချင်းချင်းတွေလည်းကူတီးကမတဲ့တော့ဘူးလေမလုံကြုံတော့ဘူးလေအေးပေါ့စားဝင်နေရည်တွေလည်းငတ်မွနေပြီလေအဲ့ဒီကန်ဒီရွာကိုမင်းပြောင်းမလားအဲ့မှာအုတ်ကြီးလုပ်ဟင်းစောက်ပေါ်လားဟာစောက်ပေါ်လားဟာမင်းစောက်ပေါ်အာအုတ်ကြီးကလည်းအလုံးမရှိဘူးဆိုလို့မင်းကတယ်လိုင်းငါ့ကိုပို့နေတာဘယ်နဲ့ကွာစင်မင်းရွာကိုခကြီးသွားဘယ်မှမတော်ဘူးဒီမှာပဲနေမယ်ကန်ဒီရောတင်လဲဒီမှာပဲတင်မယ်ဘယ်ကန်ဒီမှာလည်းမတော်ဘူးခရိုင်မီးတက်ရောမတော်ဘူးဒီမှာမှငါတနက်ရှိတော့လူကကြောက်နေသေးတယ်ကြည်ရှိတယ်မရှိဘူးကဘာလို့မှသိတာမဟုတ်ဘူး ရှင်းလားမပေါ့ဘူးဒီဟုတ်ကြည့်ဒီလိုကအခုစစ်ရှုံးကောင်စီရကောင်းနေတောင်မှအေးအမေစစ်တပ်တဲဝင်ရမှာတကယ်မဝင်ဘူး तू အုပ်ချုပ်တဲ့မရောက်နိုင်ဘူးဆောက်ပေါ့ဆောက်ပေါ်လို့ငါပြောနေတာစစ်တပ်85သိန်းနဲ့မင်းအဲ့ဒီအဲ့ဒီလိုလူအစားတုပ်ဖို့ရှာမယ်စစ်တပ်တဲဝင်လို့ရှိရင်ဟိုနိုင်ငံတကာရောက်တယ်လေမတွေ့ဘူးလားနော်အဲ့ဒါတောင်ပိုင်းမှာစစ်တိုက်နေတဲ့ကောင်လေးဒီရေကူးပြီးထိုင်းဝင်ရောက်လိုက်ငါကြားပြီးသွားပြီပတ်စပို့တော့မလိုဘူးတဲ့နေဆက်ဒီအကုန်နေဆက်မှာအကုန်လုံးဟိုဘက်နိုင်ငံအိမ်ကြီးကူးလိုက်ဟဲ့ဟုတ် တရုတ်ဘက်ကူးလိုက်အေးဩဒီဘက်မှာဆိုရင်လည်းထိုင်းဘက်ကူးလိုက်အေးမျိုးစုံငါကြားပြီးနေကူးလာပဲတင်ရမှာမင်းရေကူးရောမင်းအဲ့ဒါကြမ်းတော့ငါစောက်မောမဟုတ်ဘူး